ဒီနေ့မှာတော့ကမ္ဘာသမိုင်းမှာရောအနုပညာလောကမှာပါအထင်ရှားဆုံးနဲ့ကြော်ကြားဆုံးပကြီကားတစ်ချက်ဆိုရင်ဘလို့ပကြီကားတွေဖြစ်မလဲအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Brainbot YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နှစ်ပေါင်း900ကြော်ကြာအောင်ဒူတွေကိုဆွဲဆောင်ထားနိုင်ပြီးတော့ရိုးရှင်းတဲ့ပုံတူပကြီကားတစ်ချက်တည်းပုံမူနဲ့ဆိုင်တဲ့အနုပညာတန်ဖိုးတွေသမိုင်းကြောင်းဆိုင်ရာလေဝတ်ချက်တွေနဲ့ကော Breakdown အာယုံထဲမှာရေးရေးလင်းပေါ်နေပြီလား ဲ့ဒါကတော့ပြင်တဲ့နိုင်ငံဖာရီမျိုးကလူဘက်ပြတိုက်ကြီးရဲ့ဂုံယူစရာပြခန်းတစ်ခုမှာခန့်ညားစွာရှိနေပြီးနေ့စဉ်နဲ့အမျှကဘာနန်းကခီးတွားဧည့်သည်ထောင်ပေါင်းများစွာရဲ့အာယုံဆိုင်မှုကိုရရှိနေတဲ့မိုနာလီစာပကြီကားချက်ပဲဖြစ်ပါတယ်မိုနာလီစာပကြီကားလို့ပြောလိုက်တာနဲ့သူမရဲ့အပြုံကိုအားလုံးပြင်းပြမိကြတာပါပဲ။အဲ့ဒီပြုံကနှစ်ပေါင်း900ကျော်ကြာအောင်လူတွေကိုဆွဲဆောင်ထားနိုင်ပြီးတော့ရိုးရှင်းတဲ့ပုံလူပကြီကားတစ်ချက်တည်းပုံမူနဲ့ဆိုင်တဲ့အမှုပညာတန်ဖိုးတွေ၊သမိုင်းကြောင်းဆိုင်ရာလူဝတ်ချက်တွေနဲ့ပြည့်နေနေပါတယ်။ မိုနာလီဇာဟာကဘာကျော်ပကြီကားတစ်ချက်ဆိုတာထက်ပိုပြီးတော့ဘာတွေများလေးဝက်စမ်းကြံနေမလဲဆိုတာကျမတို့ဒီနေ့လေ့လာကြည့်လိုက်ရအောင်။ ဒီလိုလဲရမြောင်တဲ့ပကြီကောင်းကိုဖန်တီးခဲ့တဲ့ပညာရှင်ကြီးကတော့ဆွေဆောင်ရပညာရှင်ကြီးလီယိုနာໂດဒါဗင်ချီပဲဖြစ်ပါတယ်။လီယိုနာໂດဒါဗင်ချီကို1452ခုနှစ်အီတလီနိုင်ငံဗင်ချီမြို့လေးမှာမွေးဖွားခဲ့ပါတယ်။သူဟာရနစ်ဆက်ခေတ်ရဲ့ထူးထွန်ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီးပကြီစရာ၊ပပုစရာ၊ပိတုကာပညာရှင်၊ဂီတာပညာရှင်၊သိပ္ပံပညာရှင်၊တီထွင်ပညာရှင်၊ခန္ဓာဗိဒပညာရှင်၊ဘူမိဗိဒပညာရှင်၊မြေပုံပညာရှင်အစရှိတဲ့နေပဲပေါင်းစုံမှာထူးချွန်တဲ့သူတစ်ဦးဖြစ်ပါတယ်။သူရဲ့အမှုပညာလက်ရာတွေဟာသိပ္ပံနည်းကြအခြေခံနေတဲ့ ြည့်စုံနေပြီးလူခန္ဓာရဲ့ဖွဲ့စည်းပုံအလေးနဲ့အရေးရဲ့သဘာဝတရားတွေကိုအသေးစိတ်လေးလောက်ဆန်းစစ်ပြီးပကြီဆွဲခဲ့တာကြောင့်သူ့ရဲ့လက်ရာတွေကတက်ရှိဆန်ပြီးထူးခြားလာပါတယ်။ Leonardo da Vinci ဟာ Mona Lisa အပြင် The Last Supper လိုမျိုးကမ္ဘာကျော်လက်ရာတွေကိုဖန်တီးခဲ့ပါတယ်။ Da Vinci ဟာသူ့ရဲ့ဘဝတစ်လျှောက်လုံးဘုဒ္ဓတအစ်စ်တွေကိုအမြဲတမ်းရှာဖွေလေ့လာခဲ့တဲ့ပညာရှင်တစ်ဦးဖြစ်ပါတယ်။ ခဲ့အခုဆိုရင်ပကြီကားကိုဖန်တီးခဲ့တဲ့ဒီယိုနာဒိုဒါဗင်ချီရဲ့အကြောင်းကိုသိသွားပြီဆိုတော့မိုနာလီဇာပကြီကားရဲ့လက်နေလာတဲ့အကြောင်းအရာကိုလေ့လာကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့မိုနာလီဇာပကြီကားရဲ့ကြိုကြားလာတဲ့အပြုံးကိုစတင်ပါတော့မယ်မိုနာလီဇာရဲ့အပြုံးဟာကြီးတဲ့သူပေါ်မူတည်ပြီးပြောင်းလဲနေတယ်လို့ပြောကြပါတယ်တကယ်တော့ဒါဟာလီယိုနာဒိုဒါဗင်ချီရဲ့ထူးခြားတဲ့ပကြီဆွဲနည်းဖြစ်တဲ့ဆော့ဖ်မတ်ဒိုကြောင့်ပါဆော့ဖ်မတ်ဒိုဆိုတာအယောင်တွေကိုမုံဝန်းဝါးဖြစ်အောင်ရည်ဆွဲတဲ့နီလာမဲဖြစ်ပါတယ်မျက်စိနဲ့နှာခမ်းတောင်လေးတွေကိုမုံဝန်းဝါးဆွဲထားတဲ့အတွက်ကြီးတဲ့သူတွေရဲ့စိတ်အ ခြေအနေနဲ့ကြီးတဲ့နေရာပေါ်မူတည်ပြီးအပြုံးကပြောင်းလဲသွားနိုင်ပါတယ်။ဒါဗင်ချီရဲ့လက်ရာမြောက်တဲ့ပကြီးဆွဲနီးစနစ်ကြောင့်သာဒီလိုမျိုးနဲ့နဲ့စမ်းကျယ်တဲ့အပြုံးကိုဖန်တီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနီးပညာမျိုးကိုသူကိုယ်တိုင်တည်ထွင်ပြီးကျွမ်းကျင်စွာအသုံးပြုနိုင်ခဲ့တာကတကယ်ကိုအမကန်ပါရမီပါပဲ။နောက်တစ်ခုကမျက်ခုံမွေနဲ့မျက်တောင်မွေကိစ္စ။မိုနာလီဇာမှာမျက်ခုံမွေရောမျက်တောင်မွေရောမပါတာကိုတတိထားမိကြပါပါ။ဒါကလည်းပကြီးကားရဲ့ဗဟိနီတစ်ခုပဲ။သမိုင်းပညာရှင်တွေကအဲ့ဒီခေတ်က fashion ရောမျက်ခုံမွေရိတ်တာမျိုးရှိတယ်လို့ယူဆကြပါတယ်။ ါပေမဲ့2009ခုနှစ်မှာသိပ္ပံပညာရှင် Pascal Gauss ကအထူးကင်မရာနဲ့စစ်ဆေးကြည့်လိုက်တဲ့အခါမူလမျက်ခုံးမွေးနဲ့မျက်တောင်မွေးတွေရှိခဲ့ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ဒါကြောင့် Da Vinci ကိုယ်တိုင်ကရေးဆွဲခဲ့ပေမဲ့နောက်ပိုင်းပြန်လည်ပြုပြင်ထိန်းသိမ်းမှုတွေလုပ်နေစဉ်ဒါမှမဟုတ်အချိန်ကြာလာတာနဲ့အမျှဖြစ်မိတာမျိုးဖြစ်နိုင်တယ်လို့ယူဆရပါတယ်။ဒီလိုသိစိတ်ကြတဲ့လေဝက်ချက်တွေကပကြီကောင်းကိုပို့ပြီးစိတ်ဝင်စားစရာကောင်းစေတာပေါ့။ မိုနာလီဇာရဲ့နောက်ခံမှာလည်းထူးခြားတဲ့အချက်တွေရှိပါတယ်။ဘေဘက်ထန်းကမြင်းနဲ့တရားကိုမြင်ရပြီးညာဘက်ထန်းမှာတော့တောင်တန်းတွေနဲ့လွင်ပြင်ကိုတွေ့ရပါတယ်။ဒီနှစ်ဖက်ကရှုခဲနေဟာတစ်ခုနဲ့တစ်ခုအချိုးညီများမှုမရှိသလိုဖြစ်နေပါတယ်။ဒါဗင်ချီဟာမတူညီတဲ့မြင်ကွင်းတစ်ခုကိုပေါင်းစပ်ပြီးပကြီးဆွဲခဲ့ပါတယ်။ဒါကပကြီးကားကိုပို့ပြီးနှက်ဆိုင်နဲ့ခန်းစားမှုတွေနဲ့ကွဲပြားတဲ့ရှုထောင့်တွေကိုပေးဆွမ်းပါတယ်။အချိုးအနုပညာဝေဖန်သူတွေကတော့ဒီနောက်ခံပုံဟာစိတ်ကူးရင်စံတဲ့ရှုခဲတစ်ခုဖြစ်တယ်လို့ယူဆကြပါတယ်။ဒီယိုနာဒိုဟာသိပ္ပံပညာရှင်ဖြစ်တာနဲ့အညီ မြင်းမျက်နှာတွင်ပြင်းတွေကိုလည်းလိလာခဲ့တဲ့သူမို့ဒီနောက်ခံပုံကတကယ်ရှိခဲ့တဲ့နေရာတွေရဲ့ပေါင်းစပ်မှုတွေဖြစ်နိုင်ပါတယ်လို့တချို့ကသုံးသပ်ကြပါတယ်။ကဲအရေးကြီးဆုံးမိကုံးတစ်ခုဖြစ်တဲ့မိုနာလီဇာဘတူလေဒီမိကုံးကလည်းနှစ်ပေါင်းရာစုများစွာကြောင်းငင်းကုန်စရာဖြစ်ခဲ့တဲ့အချက်တစ်ချက်ပါပဲ။အများစုကတော့ Florent ကုန်းတဲ့ Francisco da Giacondo ရဲ့ဇနီး Lisa Garadini ကိုရေးဆွဲထားတာလို့ယုံကြည်ကြပါတယ်။အဲဒါကြောင့်လည်းပြင်သစ်လို့ Lagio Conta လို့ခေါ်တာပါ။ဒါပေမဲ့တချို့က Da Vinci ရဲ့မိခင်ဖြစ်နိုင်ခြင်း ဒါမှမဟုတ်ဒါဗင်ချီကိုရိုင်ရဲ့ပုံသူဖြစ်နိုင်ခြင်းစတဲ့ဒီအိုရီမျိုးမျိုးကိုလည်းသင်ပြကြပါရယ်ဘလို့ပဲဖြစ်ဖြစ်ဒီလိုမျိုးမရည်ရမှုတွေကပကြီကားရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်နေသေးပါပဲ။ မိုနာလီဇာပကြီးကားဟာဘာကြောင့်ကဘာပေါ်မှာတလောက်ကျော်ကြာနေရတာလဲဆိုတဲ့ချက်တွေကိုလည်းပြောပြပေးချင်ပါတယ်။ပထမဆုံးအချက်ကမိုနာလီဇာဒါဗင်ချီရဲ့ပကြီးဆွဲနည်းစနစ်နဲ့အမှုပညာဆွမ်းရည်ပဲဖြစ်ပါတယ်။ဆိုဖိုမဒိုနဲ့ချာရီယိုဆော့အလေးနဲ့အရေးကိုခြားနားမှုပြင်းထန်စွာဆွဲနည်းလို့နည်းစနစ်တွေကိုပေါင်းစပ်အသုံးပြုပြီးပကြီးကားတွေကိုတက်ရှိဆန်းစေခြင်း၊မျက်နှာပေါ်ကအချက်တွေကိုနက်နဲအောင်ဖန်တီးခြင်းစတာတွေဟာဒါဗင်ချီရဲ့ထူးခြားမှုကိုပြသပါတယ်။အဲ့ဒီခေတ်ကဒီလိုလက်ရာမျိုးဟာအလွန်ကိုစမ်းသစ်ပြီးတော်လှန်ခဲ့တဲ့လက်ရာတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒုတိယချက်အနေနဲ့ပကြီကားတွေကမိုနာလီဇာရဲ့နှစ်နေတဲ့အပြုံမျက်ကုံမွေးနဲ့မျက်တောင်မွေးကိစ္စဘဒူလဲဆိုတဲ့မေဖို့တွေဟာဒီပကြီကားကိုလူတွေပိုပြီးစိတ်ဝင်စားအောင်ဖန်တီးပေးပါတယ်ဒီလိုဝက်ချက်တွေကြောင့်ပဲနှစ်ပေါင်းများစွာကြာအောင်ဆွေးနွေးညှင်းပုံစရာတွေဖြစ်ပေါ်စေပြီးတော့ပကြီကားကိုလူများအာရုံစိုက်လာစေပါတယ် တတိယချက်ကတော့1932ခုနှစ်မှာလူဝဲပြထိုက်ကနေမိုနာလီဇာပကြီးကခိုးယူခံခဲ့ရတဲ့အဖြစ်ပြဟာပကြီးကရဲ့နာမည်ကျော်ကြားမှုကိုပိုပြီးမြင့်တင်ပေးခဲ့ပါတယ်။သတင်းမီဒီယာတွေမှာတော့နေရာတိုင်းပေါ်ပြခံရပြီးကမ္ဘာတဝန်းကလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။နှစ်နှစ်ကြာမှပြန်လည်တွေ့ရှိပြီးပြရိုက်ကိုပြန်ရောက်လာတဲ့အခါမှာတော့ကမ္ဘာကျော်ကြားဆုံးပကြီးကအဖြစ်အသိအမှတ်ခံရပါတော့တယ်။ဒီဖြစ်ရက်ကပကြီးကရဲ့တန်ဖိုးကိုပိုပြီးမြင့်တက်စေပါတယ်။စတုဒ္ဒါချက်ကယဉ်ကျေးမှုဆိုင်ရာတည်ရောက်မှု လီယိုနာဒိုပကြီးကဟာအမှုပညာနယ်ပယ်တွေမကပဲရုပ်ရှင်တခြင်းစာပေကြော်ညာစတာတွေအပါအဝင်ခေတ်ပေါ်ယဉ်ကျေးမှုတွေပါလေနေရာတကာမှာတွေ့ရတတ်ပါတယ်သူရဲ့ပုံရိပ်ကိုအမြဲတမ်းပြန်လည်ဖန်တီးအတူယူပြီးကဘာအနှံ့ပြန့်နှံ့နေတာဟာလေသူရဲ့ကြော်ကြားမှုကိုပိုပြီးခိုက်မာစေပါတယ်ပြင်စမချက်ကတော့ပကြီးကရဲ့တန်ဖိုးကဈေးဖြတ်မရတော့အောင်ကိုမြင့်မာပါတယ်1962ခုနှစ်တုန်းကအာမခံထားတဲ့တန်ဖိုးအယောက်ဒေါ်လာတန်းတရာရှိခဲ့ပါတယ်အခုချိန်မှာတော့ငွေကြေးဖောင်းပွားမှုနဲ့တွက်မယ်ဆိုရင် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတယ်လို့ခန့်မှန်းရပါတယ်။တကယ်တော့မိုနာလီစာပကြီကားတစ်ချက်ထက်ကိုပိုပြီးတမိုင်းရင်ကျင်းမှုပြီးတော့သူတို့ရဲ့ဉာဏ်ပညာနဲ့ပြည့်ယုံတစ်ခုဖြစ်နေပါပြီ။ဒီလိုမျိုးမိုနာလီစာပကြီကားနဲ့ပတ်သက်တဲ့လေဝတ်ချက်တွေအမှုပညာမြောက်တဲ့နီးစနစ်တွေသူ့ရဲ့ဖန်တီးရှင်လီယိုနာဒိုဒါဗင်ချီရဲ့ထူးခြားတဲ့စွမ်းရည်တွေနောက်ဆုံးခိုးယူခံရတဲ့အဖြစ်အပျက်တွေနဲ့ပကြီကားရဲ့တန်ဖိုးတွေဟာလူကိုဆွဲဆောင်နေဆဲဖြစ်ပါတယ်။ဒါကြောင့်လေမိုနာလီစာဟာရာစုနှစ်ပေါင်းများစွာကြာအောင် လူအများရဲ့စိတ်ဝင်စားမှုကိုအမြဲတမ်းရရှိနေတဲ့ကမ္ဘာကျော်အမှုပညာလက်ရာတစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။မိုနာလီဇာလိုမျိုးအမှုပညာလက်ရာတွေဟာကျွန်တော်တို့ကိုအမြဲတမ်းသင်ခန်းစာတွေပေးနေပြီးစဉ်းစားစရာတွေဖန်တီးစရာတွေပေးနေတယ်ဆိုတာယုံကြည်ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဘလို့အကြောင်းအရာတွေကိုတည်ချင်သေးလဲဆိုတာ comment မှာရေးခဲ့ဖို့မေးနေတော့အားလုံးပဲမတရားကောင်းနေတဲ့ပြည်စုံတဲ့နေရည်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ။နောက်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ပါဦးမယ်နော်။